ဒီနေရာလေးကတော့သွား၃ယောက်နေလို့ရပါတယ်တယောက်ကို8000ခွဲပါဒီခန်းလေးကလည်းတသိန်း2000မှာဒီမှာဆိုရှင်တော့ဂဒင်းရဲ့မွေရရဲ့ပါပါမယ်ဒီခန်းလေးကတော့တသိန်း2000မှာဒါပေမဲ့ဒီခန်းလေးကဗဒင်မောက်မပါဘူးမလို့နည်းနည်းလေးတော့လေကောင်းလေးတန်းရဖို့တော့အခက်အခဲရှိပါလိမ့်မယ်။ဒါအခန်းကတော့7ပေ8ပေတည်းကြီးပဲပေါ့နော်။ ္လာပါဒီဒီနေ့မှာလဲဒါစူးလေမှာရှိတဲ့အမျိုးသမီးအဆောင်တစ်ခုကိုလိုက်ပြပေးသွားမှာပါဒီနေရာကဒါစူးလေဆိုတော့စူးလေ square ရဲ့မျက်နှာချင်းဆိုင်ရာတိုက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါစူးလေဖျားရှိမယ်ပြီးတော့စူးလေမှတိုင်နေတဲ့နီးမယ်ပြီးတော့ဟိုဘက်မှာဆိုလမ်းသုံးဆိုင်မှတိုင်နေတဲ့နီးမယ်ပေါ့နော်အဲ့တော့အဆောင်ကတော့ဒီတိုက်ပါဒီတိုက်ရတာပထမတက်ပေါ့နော်အဲ့တော့ဘလို့အခန်းအခြေအနေနဲ့ရှိလဲဆိုတာတက်ကြည့်ပါမယ် ဒီခန်းလေးကလည်းတသိန်းနှစ်တောင်းပါဒီမှာဆိုရှင်တော့ဂဒင်ရဲ့မွေရရဲ့ပါပါမယ်ဒီနေရာလေးကတော့သူက၃ရောက်နေလို့ရပါတယ်တယောက်ကို8တောင်းခွဲပါဒီအခန်းလေးကလည်းတသိန်းနှစ်တောင်းပါ။သူက facility အနေနဲ့ကလည်းကထင်ပါမယ်။ပြီးရင်တော့ဒီအခန်းလေးမှာတော့နိုင်ငံကပ်ဗီဒီယိုလေးလည်းထားပေးထားပါဗျ။ဒီအခန်းလေးကတော့တသိန်းနှစ်တောင်းပါ။ facility အနေနဲ့ကတော့ကထင်တစ်လုံးပဲပါပါမယ်။ဒါမဲ့ဒီအခန်းလေးကဗဒင်မောက်မပါဘူးလို့နည်းနည်းလေးတော့လေကောင်းလေးတန်းရဖို့တော့အခက်အခဲရှိပါလိမ့်မယ်။ ဒီခက်နေတာဆိုရင်တော့ဒါရှေ့ဆုံးကအခန်းမလို့သူကပထမောက်လေးရောပါရဲ့ပေါ့နော်ဒီခက်နေရတယ်ဈေးနှုန်းကတသိန်း2000ပါပဲဒီအဆောင်မှာဆိုလို့ရှိရင် Wi-Fi က24နာရီ free ရှိမယ်ပြီးတော့ဒါအခန်းကတော့7ပေ8ပေကြီးပဲပေါ့နော်စပွားကတော့2000ပေးရမယ်ရေဘိုးမီဘိုးကတော့အပီးအစီးပါလာချင်းပေးပါကိုကအကြောင်းဆုံးတရားတစ်ခုစာမနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့တပတ်ကြိုပြီးပြောရပါမယ်မီးဖို့ကမှာဆိုလို့ရှိရင်တော့ facility အနေနဲ့ရေခဲတက်တာလည်းထားပေးထားပါဗျ ဒီပချမ်းကတော့ trailer နဲ့ရေချိုးခန်းပါ toilet ဆိုရင်လည်းသူကြွေပြားလေးကတ်ထားတာဒါတက်တက်ရည်ရလေးရှိပါတယ်ဒီပချမ်းလေးကတော့ရေချိုးခန်းပါရေချိုးခန်းကလည်းသူကအောက်ကန်လေးနဲ့တေးချာဆေးတချာလေးလုပ်ပေးထားပါတယ် အခုကတော့ဆွလိဖျားလမ်းမောင်းမှာရှိတဲ့အမျိုးသမီးတီးတဲ့အဆောင်တစ်ခုကိုလိုက်ပြီးတော့ရိုက်ပြပေးခဲ့ဖြစ်ပါတယ်။ဒါအခန်းစင်းလုံးလေးတွေကတော့ဒါတသိန်းနှစ်သောင်းပေါ့နော်။ဒီအနောက်ဘက်မှာရှိတဲ့အခန်းလေးတွေကတော့နည်းနည်းမှောင်ပြီးတော့ကျင်းတယ်လို့မြင်ရတယ်။ဒါအရှိဆုံးကအခန်းလေးရောနည်းနည်းလေးအဆင်ပြေလို့ကျင်တယ်ပေါ့နော်။ဒီအဆောင်မှာနေဖို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့အခုပြထားတဲ့ဖုန်းနံပါတ်လေးတွေဆက်သွယ်လို့ရပါတယ်ရှင်။ဒါရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်အဆင်ပြေပြေချောမွေးနဲ့နေလို့ရအောင်လို့ဥမာတို့ကအဆောင်လေးကိုလိုက်ပြီးတော့ရိုက်ကိုတင်ဆက်ပေးနေရဖြစ်ပါတယ်ရှင်။အဆောင်ပိုက်ရွှေအနေနဲ့ကလည်းကိုယ့်ရဲ့အဆောင်လေးကိုကြံ့ကြင်နေဆိုလို့ရှိရင်ဥမာတို့ဗီဒီယိုပေးရှင်းအချက်ပေါက်မှာလာ ာပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်။ဒါဆိုရင်အားလုံးပဲနောက်ဘလော့ရောင်မှာပြန်တွေ့ပါမယ်။